ရှေဦးစွာဘုရားသခင်ကုံကျေးဇူးတော်ကိုချီးမွမ်းပါတယ်။ဒီကနေ့မနေ့မှလည်းကျွန်တော်ကျမတို့ရဲ့ဝိညာဉ်ရေးရာအသက်တာမှာပြင်ဆင်စရာစင်ကျင်ခွန်အားယူဖို့ရန်အတွက်နှုတ်ကပတ်တော်မြတ်တပိုက်ကိုဖတ်ကြားလိုပါတယ်။ဟေရှာယအခန်းကြီး55ခန်းငယ်6ဖြစ်ပါတဲ့နိုင်သည့်ကာလတွင်သာဝရဘုရားကိုရှာကြတော့ဤတော်မူသည့်ကာလတွင်ဆုတောင်းပတနာပြုကြလော့ဖတ်တော်သောနှုတ်ကပတ်တော်အားဖြင့်အရောက်စီတိုင်း ဘုရားသခင်အတိတ်တပံတွင်တွင်ဖွင့်ပြကောင်းချီးရှိပါစေဒီနေ့ကျွန်တော်ကျမတို့ရှာရမည့်အရာဗာလဲဆိုတာရှင်းလင်းစွာနားလည်သဘောပေါက်ဖို့အမှန်မှအရေးကြီးပါတယ်ယခုလိုဆိုးရုံနေတဲ့ခေတ်ကာလကြီးထဲမှာမတိမြဲသောတင်ခါရလောကကြီးထဲမှာအသက်ရှင်တဲ့လူသားတယောက်စီတိုင်းဘဝအသက်တာထဲမှာမှန်ကန်သောအရာကိုရှာဖို့ရှာနိုင်ဖို့ရန်အတွက်ဒီနေ့ဘုရားသခင်တုံ့တင်ဖွင့်ပြကောင်းချီးရှိပါစေ နှုတ်ကပတ်တော်ကတော့ဗာပြောလဲဆိုတော့တွေ့နိုင်သည့်ကာလတွေ့နိုင်သည့်ကာလဆိုတာကျွန်တော်ကျမတို့ရဲ့အသက်ရှင်နေတဲ့အချိန်ကိုပြောတာဖြစ်ပါတယ်။ဘာကိုရှာရမလဲတဲ့။သာဝရဘုရားကိုရှာဖို့ပြောခြင်းဖြစ်ပါတယ်။သာဝရဒီနေ့ကျွန်တော်တို့လူသားတယောက်စီတိုင်းရဲ့အသက်တာထဲမှာတွဲနေသောအရာတွေသိဖို့အတန်မှအရေးကြီးပါတယ်။သင်္ခါရရှိတဲ့အခါမှာသာဝရသာဝရရှိတယ်။ရုပ်ရှိတဲ့အခါမှာနာမ်ရှိတယ်။ယခုဘဝရှိတဲ့အခါမှာနောင်ဘဝဆိုတာရှိတယ်။အသွင်းရှင်အပြင်ရှိပါတယ်။ ။ဒါကြောင့်မလို့မြင်နေရတဲ့ရုပ်တည်သင်္ခါရဖြစ်တယ်။မမြင်ရတဲ့နံတည်ထာဝရဖြစ်တယ်ဆိုတော့ဒီနေ့ကျွန်တော်တို့သိဖို့အမှန်တမ်းအရေးကြီးပါတယ်။ဒါကြောင့်မလို့ကျွန်တော်ကျမတို့အယောက်စီတိုင်းရဲ့အတ္တတာအแทမှာနံဆိုတဲ့ထာဝရရှိပါတယ်။တမလုံဘဝအတွက်နောင်ဘဝအတွက်သူကနော်အဖြေရှာနေတာဖြစ်ပါတယ်။ထို့တကြောင်ရှိလာစွာညီကိုမောင်နှမတယောက်စီတိုင်းယခုတင် ရှာနေတဲ့အရာကသင်ဘဝအတွက်အာမခံချက်အဖြစ်တွေ့ပြီလားလို့ကိုကိုကိုမေးပါဒီကနေ့သင်ဘဝမှာအဖြစ်မတွေ့သေးဘူးဆိုရင်ဒီနေ့ဖျားစကားကထာဝရဖျားကိုရှာဖို့ရန်အတွက်အသက်ရှင်နေတဲ့ကာလမှာကျွန်တော်တို့ကိုအဖြစ်ပေးမဲ့ထာဝရဖျားကိုရှာတော်သူများဖြစ်ဖို့အမှန်တမ်းအရေးကြီးပါတယ်ဒါကြောင့်မလို့ချစ်လန့်စွာသောညီကိုမောင်နှမတို့ယခုလို့ ခေတ်ကာလကြီးထဲမှာသင်နဲ့ကျွန်တော်ရဲ့ဘဝကိုအာမခံချက်နဲ့အဖြစ်ပေးတဲ့ဖရားကသာဝရဖရားဖြစ်ပါတယ်။ဒါကြောင့်သာဝရဖရားကိုရှာတော်သူဖြစ်ဖို့ဒီကနေ့နှုတ်ကပတ်တော်ကသင်နဲ့ကျွန်တော်ကိုစကားပြောနေပါတယ်။ခြေလာစွာသောညီကိုမောင်တို့မလို့ဘဝအတ္တတာအသက်ရှင်နေတဲ့ကာလအမတန်မှတူတောင်းလှပါတယ်။ဒါကြောင့်ကျွန်တော်တို့မတို့ရဲ့ဘဝအနာဂတ်ကိုစိတ်ချမှုနဲ့အာမခံချက်အဖြစ်ပေးမဲ့ဖရားဒီသာဝရဖရားဖြစ်တယ်။ ်ယေရှုခရစ်တော်ဖရာဖြစ်တယ်ဆိုတာဒီနေ့ကျွန်တော်တို့သိဖို့အမှန်တမ်းအရေးကြီးပါတယ်။နှုတ်ကပတ်တော်မြတ်တပိုက်ကဆက်ပြီးမှဗာပြောလဲဆိုတော့34ခုမြောက်သောစာလံအပိုက်ငယ်30မှာရှင်တဲ့တို့သည်ဆင်းရဲ၍ငတ်မှုချင်းကိုခံရတော်လဲထာဝရဖျားကိုရှာတော်သူတို့၌ကောင်းသောအရာတစ်စုံတစ်ခုများမလိုရာချစ်လန့်စွာတော်ညီကိုမောင်နှမများတင်းဘဝအတ္တတာမှာတင်းရှာနေတဲ့အရာတွေထဲကနေပြီးမှဒီကနေ့ တင့်ကိုဖန်ဆင်းတဲ့ဖရာတင့်ကိုချစ်တဲ့ဖရာတင့်ကိုကယ်တဲ့ဖရာတင့်ကိုအသက်ပေးတဲ့ဖရာထာဝရဖရာယေရှုခရစ်တော်ဖရာကိုရှာတော်သူဖြစ်ဖို့ဒီနေ့ဖရာသခင်ကျွန်တော်တို့အထူးစကားပြောနေခြင်းဖြစ်ပါတယ်။တင့်ရဲ့ဘဝအတ္တမှာလုံလီသေးမရှိလိုအပ်တာမရှိအောင်ပြင်ဆင်မဆပေးတဲ့ဖရာငြိမ်သက်ခြင်းရဲ့အရှင်သခင်ယေရှုခရစ်တော်ဖရာကိုရှာတွေ့တော်သူဖြစ်ဖို့အမှန်တမ်းမှာအရေးကြီးပါတယ်။ ထိုသခင်ရှိတဲ့အခါမှာတင့်ရဲ့ဘဝအရာအားလုံးကိုကျေနပ်ရောက်ရဲ့ပြီးမှဒီနေ့အတ္တတာထဲမှာအတ္တရှင်တဲ့အခါမှာအမတန်မှပျော်ရွှင်စရာနော်အမတန်မှကိုယ့်ရဲ့အတ္တတာထဲမှာအတိတ်ပဲရှိတဲ့လူတယောက်ကဲ့သို့မြေကြီးပေါ်မှာအတ္တရှင်တည်တာမကတမလွန်ဘဝအတွက်လည်းအာမခံချက်စိတ်ချမှုကိုပေးတဲ့ဖယောင်းရရှိထားတဲ့သူတွေ့ရှိသွားတဲ့သူဖြစ်ဖို့အမတန်မှအရေးကြီးပါတယ် ို့တို့ကြောင့်ချစ်လက်စွာသောညီကိုမောင်နှမများတို့ယခုလိုခရင်ဆုတ်ယုတ်လာတဲ့ကာလယခုလိုမတည်မြဲတဲ့ကာလမှာတည်မြဲခြင်းနဲ့စိတ်ချမှုနဲ့အာမခံချက်ပေးတဲ့ဘုရားကသာဝရဘုရားဖြစ်တယ်ဆိုတာကိုတင့်ဘဝမှာတွေ့ရှိသွားဖို့ရအတွက်ဒီနှုတ်ကပတ်တော်အဖြစ်ခွားပေးခြင်းပါတယ်တင့်တကယ်လို့များတင့်ဘဝမှာတင့်ကိုအာမခံချက်ပေးတဲ့ဘုရားကိုတင်မတွေ့သေးဘူးဆိုရင်ဒီနေ့ကျွန်တော်နဲ့အတူခဏလောက်ထိုးသခင်ထံမှာအဖြေရဖို့တက်တည်ရဖို့ ရှိတဲ့ညာရောက်တဲ့အရာမှာဆူတောင်းစီခြင်းပါတယ်။ဒါကြောင့်မလို့ခြေလာစွာသောညီကိုမောင်မများတွေ့နိုင်သည့်ကာလမှာသာဝရဖျားကိုရှာဖို့အတ္တမအရေးကြီးတယ်။အသက်ရှင်တဲ့ဖျားအသက်ကိုပေးတဲ့ဖျားအသက်ကိုကယ်တဲ့ဖျားကိုဒီနေ့ရှာတွေ့တော်သူဖြစ်ဖို့ရောက်စီတိုင်းဘုရားသခင်စကားပြောပါစေ။ခဏလောက်ကျွန်တော်နဲ့အတူထိုသခင်ရှေ့မှာဆူတောင်းဆက်ကပ်အပြည့်တောင်းကြရအောင်။ ဒါဒီမီတယောက်စီတိုင်းကိုချစ်တဲ့အသက်ပေးတဲ့အဖြေပေးတဲ့သာရဖမြတ်စွာတော်ဖေရဒီကနေ့နှုတ်ကပတ်ဒီသနာဈာနာခံယူတဲ့ဒါဒီမီတယောက်စီတိုင်းနဲ့တကွာကိုရရှင်ထံမှာစိတ်နှလုံးအကျွေးမဲ့တိုးဝင်လာတဲ့အခါမှာအဖြေပေးတဲ့ဖရဖြစ်ကြောင်းဒါဒီမီရဲ့ဘဝအသက်တာမှာလိုအပ်နေသောအရာကိုမှန်ကန်စွာစက်မှန်စွာအဖြေပေးမဲ့ဖရဒီနေ့သာရဖရဖြစ်တဲ့ယေရှုခရစ်တော်ဖရဖြစ်ကြောင်းကို ဒီနေ့အကျင်းမဲနဲ့တိုးဝင်လာပြီးမှဆာငတ်ပြီးမှတန်တတောင်းတညှော်လင့်တဲ့သူတယောက်စီတိုင်းကိုဒီနေ့အဖြစ်ပေးမဲ့သခင်ရှုဖရားနာမဘုန်းကြီးပါစေအယောက်စီတိုင်းကိုအဖြစ်ပေးမယ်ဆိုတာအကျွေးမဲ့ယုံကြည်တယ်အယောက်စီတိုင်းတို့ဒီထာဝရဖခင်ကိုရှာတော်သူဖြစ်ပြီးမှမြေကြီးပေါ်မှာကိုရောဘုံတော်ထင်ရှားတဲ့အတ္တတအတ္တဖြစ်စီပါမည်အကြောင်းဆက်ကအနံ့ကြတဲ့အခါ ဂါသမီတယောက်စီတိုင်းကိုချစ်တဲ့အဖြစ်ပေးတဲ့သခင်ယေရှုဖခင်နာမဖြစ်ကြီးစွာချီးမွမ်း၍ဆက်ကအနံဆုတောင်းကြပါ၏ဖခင်။အာမင်